င်္ဂလာပါခင်ဗျာရှင်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရုရှားပြန်အကြမ်းဖက်မဲအွန်လိုင်းကိုကြိုဆိုဖို့စစ်ကောင်စီလက်အောက်ခံနန်စီရီယဝန်ထမ်းတွေစစ်တပ် lobby အမှုပညာရှင်တွေစစ်တပ်လက်အောက်ခံအဖွဲ့တွေကိုစစ်ကောင်စီကစင်ခေါ်ထားပြန်ပြီးနေပြီးတော့လေစိတ်ကနေလက်နှျောက် CC ကာကာကြိုဆိုခိုင်းနေပြန်မယ်ဆိုပါလေမကွေးတိုင်းကတောင်တွင်းကြီးမြို့နယ်နဲ့ပဲခူးတိုင်းကအင်းတကောမြို့နယ်တွေမှာ ီဒရီစီကနေစစ်မှုထမ်းကြီးဆိုပြီးအတင်းအဓမ္မလိုက်လံကောက်ခံနေတဲ့အုတ်ချုပ်ရင်းမှုဝင်းတန်းနဲ့ယာအိမ်မှုကြော်ထုဆိုသူတို့နှစ်ဦးပြည့်ခတ်ခံရပြီးနှစ်ဦးစလုံးပွဲချင်းမိတွေကိုတိတ်ကုန်ကြပြီဆိုတဲ့သတင်းပါဝေးနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ရုရှားပြန်အကြမ်းဖက် main online ကိုကြိုဆိုဖို့စစ်ကောင်စီလက်အောက်ခံ NCDN ဝန်ထမ်းတွေစစ်တပ် lobby အမှုပညာရှင်တွေစစ်တပ်လက်အောက်ခံအဖွဲ့တွေကိုစေကောင်စီကစင်ခေါ်ထားပြန်ပြီးနေပြည်တော်လေစိတ်ကနေလမ်းတလျှောက် CC ကားကားကြိုဆိုခိုင်းနေပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဒါကတော့ match လောက်9ရက်နေမှာရုရှားခီစင်ကနေနေပြည်တော်ကိုပြန်ရောက်မဲ့အကြမ်းဖက် main online ကိုကြိုဆိုရမယ်ဆိုပြီးလက်ရှိစစ်တပ်လော်ဘီအမှုပညာရှင်တွေအစိုးရတွေဟာတာတရုတ်ဆောင်တွေနဲ့ YMBA အပါအဝင် စစ်ကောင်းစီလက်အောက်ခံအဖွဲ့စည်းတွေအပြင်စစ်တပ်လက်အောက်ခံနန်းစီဒီယံဝန်ထမ်းတွေအခြေခံပညာအထက်တန်းကျောင်းတွေကကျောင်းသားကျောင်းသူတွေကိုပါနေပြီးတော့ကိုလာရောက်ဖို့စစ်ကောင်းစီကစင့်ခေါ်ထားပြန်လဲဆိုပါတယ်အခုတစ်ခါအကြံဖတ်မင်းအွန်လိုင်းကိုကြိုဆိုဖို့အတွက်အရင်တစ်ခေါက်ထပ်ပို့ပြီးကြီးကျယ်ခန္ဓာစီကတိုက်မြင့်တဲ့ပုံစံနဲ့အိုးစီဘုံမောင်းတွေနဲ့ပါနေပြီးတော့လေစိတ်ကနေလမ်းတလျှောက်ကြိုဆိုကြဖို့စစ်ကောင်းစီကအကြီးအကျယ်ပြင်ဆင်ခိုင်းနေတယ်လို့နေပြီးတော့စစ်တပ်တရင်ရှင်မြင့်ကပြောထားပါတယ်အဲ့ဒီလိုပဲ အကြံဖတ်မင်းအွန်လိုင်းဟာပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကပဲတရုတ်နိုင်ငံသွားပြီးပြန်လာတုန်းကလည်းသူ့ခီးစဉ်အောင်မြင်တယ်လို့ပြောပြီးသူ့ကိုနေပြည်တော်မှာစစ်တပ်ထောက်ခံတဲ့အမှုပညာရှင်တွေစစ်တပ် lobby တွေနဲ့စစ်တပ်ထောက်ခံတဲ့သူတွေအပါအဝင်ဗိုလ်ချုပ်တူကပါအိုးစည်းဘုံမောင်းနဲ့ကြိုဆိုခဲ့ကြပြီးတဲ့နောက်ဒီဇင်ဘာလအရောက်မှာတော့အရခတတော်အေအေကအမ်းမျိုးနဲ့သူတို့စစ်တပ်ရဲ့အကြီးဆုံးနမခတိုက်စစ်ဌာနချုပ်ကြီးကိုအပိသက်သိမ့်ပိုက်လက်ယုံနေမှာကချင်းပြည်နယ်နဲ့ချင်းပြည်နယ်မှာလည်းမြို့တွေတရက်ဆက်သိမ့်ပိုက်ခံလိုက်ရပါသေးတယ်ခင်ဗျ ဖက်မှာတော့မကွေးတိုင်းကတောင်တွင်းကြီးမြို့နယ်နဲ့ပဲခူးတိုင်းကအင်းဒဂေါ်မြို့နယ်တွေမှာပြည်သူတွေစီကနေစစ်မှုတန်းကြီးဆိုပြီးအတင်းအမလိုက်လံကောက်ခံနေတဲ့အုပ်ချုပ်ရေးမှုဝန်တန်းနဲ့ယာယီမှုကြော်ထုဆိုသူတို့နှစ်ဦးပြေခတ်ခံရပြီးနှစ်ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီလို့သက်ဆိုင်ရာတော်လိုင်းကြီးတပ်ဖွဲ့တွေကရင်ကုန်ခေတ္တကိုပြောပါတယ်မကွေးတိုင်းကတောင်တွင်းကြီးမြို့နယ်မှာတော့မတ်လ6ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ကန်ကြီးကုန်းခြေမာမှာပြည်သူတွေစီကနေစစ်မှုတန်းကြီးဆိုပြီးအတင်းတမလိုက်လံကောက်ခံနေတဲ့အုတ်ချုပ်ရေးမှုဝင်းတန်းဆိုတဲ့သူကိုတော်လန်ကြီးရဲဘော်တွေကသူ့ရဲ့နေအိမ်မှာပဲတွားရောက်ပစ်ခတ်ရှင်းလင်းရမှာအုတ်ကြီးဝင်းတန်းဆိုတဲ့သူဟာနေရာမှာပဲပွဲချင်းကြီးကိုတိတ်သွားတယ်လို့မကွေးပြောက်ကြားတပ်ဖွဲ့တာဝန်ခံကိုကန်ကြီးမောင်ကပြောပါတယ်တစ်ဖက်မှာလည်းဘကိုးတိုင်းကအင်းကောမြွတ်နေကင်းပိုင်ကြုံခြေမာမှာမတ်လ9ရက်နေ့ကပဲဂျပန်စစ်ကောင်စီအတွက်စစ်မှုတန်းကြီးဆိုပြီးပြည်သူတွေစီကနေအတင်းအကျပ်ငွေကြေးလိုက်လံကောက်ခံနေတဲ့ ယာအိမ်မှုကြော်ထုဆိုတဲ့သူကိုလေတော်လန်ကြီးရဲဘော်တွေကပွားရောက်ပစ်ခတ်ရှင်းလိုက်ရမှာအဲ့ဒီယာအိမ်မှုကြော်ထုဆိုတဲ့သူလဲနေရာမှာပဲပွဲချင်းမိကိုတေသွားတယ်လို့အင်းတော်မျိုးနဲ့ PDF တာဝန်ငန်းကပြောထားပါတယ်အဲ့ဒီလိုပစ်ခတ်ရှင်းလင်းခံရတဲ့အုတ်ချုပ်ရင်မှုဝင်းတန်းနဲ့ယာအိမ်မှုကြော်ထုဆိုသူတို့နှစ်ဦးဟာစစ်တပ်အမာခံထောက်ခံတဲ့သူတွေဖြစ်ပြီးသူတို့ဟာအကြံဖက်စစ်ကောင်စီအတွက်စစ်မှုထမ်းတပ်သားတစ်စုဆောင်ရမှာလဲအာဂျိုမန်တက်လိုက်ပါလှုပ်ဆောင်နေတဲ့သူတွေဖြစ်တဲ့အပြင် စစ်မှုထမ်းခြင်းဆိုပြီးတော့ပါမတရားကောက်ခံတာတွေလုပ်နေုံနဲ့မကစစ်တပ်အားကိုနေပြည်သူတွေကိုပါဏီမျိုးစုံဖိနှိပ်ချိမ့်ချောက်နေတဲ့သူတွေဖြစ်သလိုအခုတော့တေကုန်ကြပြီလို့သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေကပြောထားပါတယ်ခင်ဗျတဖက်မှာတော့အယူကြီးကလူခွင့်ဆိုင်ရာဒုဝင်ကြီးခွန်ပါဟန်တန်ကိုတာဝန်ကနေအနာယူခွင့်ပြုပေးလိုက်တဲ့အတွက်မြေသားညီညီအစိုးရအတွင်းမှာပထမဆုံးအကြိမ်အပြောင်းလဲအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ် ဒါကတော့လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကဒုဝန်ကြီးခွန်ဘဟန်တန်ကိုတာဝန်ကနေအနားယူခွင့်ပြုပေးလိုက်တယ်လို့ NUG ကနေတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။တစ်ဖက်မှာလည်း NUG ရဲ့တမနာဒုဝန်လက်ရှိလာကအမျိုးသားညီညွတ်ရေးအစိုးရအတွင်းမှာပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်မယ်လို့ပြောထားပြီးပြည်ပရဲ့ဝန်ကြီးတွေကိုလည်းပြည်တွင်းပြန်လာကြဖို့ပြောဆိုပြီးတဲ့နောက်မှာပဲအမျိုးသားညီညွတ်ရေးအစိုးရအတွင်းမှာပထမဆုံးအကြိမ်အပြောင်းလဲဖြစ်မှတ်တမ်းဝင်လာတာ ဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။ ဖက်မှာတော့စကိုင်းတိုင်းကမုံရွာလက်မိုက်မှာအကြက်ဖက်စကောင်းစီတပ်သား18ဦးအသေးသေးသေုံကြပြီးစကားနှစ်စီးကိုတော်လိုင်းရင်တပ်ဖွဲ့တွေကမိရှုရှင်းနေနိုင်ခဲ့တဲ့တိုက်ပွဲအတွင်းအကြက်ဖက်စကောင်းစီကရီးတဲ့တင်ကားကိုပါဒဇာကန်လူသားတိုင်းလှုပ်ပြီးတိုက်ခိုက်မှုကြောင့်ကလင်းငယ်တဦးအပါဝင်ပြည်သူ၃ဦးသေဆုံးခဲ့ရတယ်လို့ချုံမမိုင်းရင်မပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်က မရှလန်လေးရက်နေ့ကပဲမုံရွာမြို့တဲကနေထွက်လာတဲ့အကြံဖတ်စစ်ကောင်စီရဲ့တံပြားကစစ်ကားနှစ်စီးကိုမုံရွာမန္တလေးလမ်းပိုင်းမှာတော်လန်ရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကဒုဗိုလ်တဦးအပါအဝင်စုစုပေါင်းစစ်သား18ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတိတ်ကုန်ကြတဲ့အပြင်သူတို့ရဲ့စစ်ကားနှစ်စီးကိုလည်းတော်လန်ရေးတပ်တွေကမိရှို့ရှင်းနေနိုင်ခဲ့ပြီးလက်နက်ခဲယံတွေလည်းတင်စီရရှိခဲ့ပါတယ်အဲ့ဒီနောက်မှာပဲတိုက်ပွဲဖြစ်ပွားရာနေရာကိုစစ်ကူလာတဲ့အကြံဖတ်စစ်ကောင်စီတပ်သားတွေဟာ ဟီးသည်တင်ကားတွေနဲ့လိုက်ပါလာပြီးဟီးသည်တွေကိုပါလူသားတိုင်းတစားကန်လုပ်ပြီးတော့တော်လိုင်းရဲတပ်တွေကိုလာရောက်တိုက်ခိုက်တွေလုပ်ခဲ့တယ်လို့မြို့ပေါ်အထိုင်စခန်းကနေလေအဲ့ဒီကားလန်တလျှောက်ဘက်ကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီးအဲ့ဒီမှာဟီးသည်တင်ကားကိုစစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးထိမှန်သွားပြီးတော့ကလေးငယ်တဦးအပါဝင်ပြည်သူ၃ဦးတေဆုံးခဲ့ရတာဖြစ်တယ်လို့ကျန်တဲ့ကားပေါ်မှာပါလာတဲ့ဟီးသည်တွေကိုတော့ တော်လိုင်းတက်တွေကကားပေါ်ကနေဘေးလို့ရကိုကူညီပြီးရွှေ့ပေးခဲ့ပါသေးတယ်လို့ချုံမမိုင်းရင်မှာပဲမြို့နယ်မဟာမိတ်တပေါင်းစုရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပကိုးတိုင်းကထန်းတမင်နဲ့ကြောက်ကြီးမြို့နယ်အဆက်မှာရှိတဲ့ကြေးရွာနှစ်ရွာကိုအချက်ဖက်စကောင်းစီတက်ကလေနဲ့လာပြီးဘုံကျဲတက်ခိုင်းမှုကြောင့်ရတပီသူ၃ဦးသေဆုံးသွားခဲ့ရပြီးနေအိမ်တွေလည်းမိလောင်ပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ6ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ။ဘကိုးတိုင်းကထန်းနမင်းနဲ့ကြောက်ကြီးမြို့နယ်အဆက်မှာရှိတဲ့ကျေးရွာနှစ်ရွာကိုချန်ပါစကောင်စီတက်ကဘာတိုက်ပွဲမှမရှိပဲရည်ရွယ်ချက်ရှိရှိလေရင်နဲ့လာပြီးဘုံကျဲတက်ခိုက်သွားတယ်ဆိုပါလေ။အဲဒီလိုစစ်ကောင်စီတက်ရဲ့လေရင်ကဘုံကျဲတက်ခိုက်မှုကြောင့်ကျေးရွာတွေကအမျိုးသမီး2ဦးအပါအဝင်ရဲသားပြည်သူ3ဦးသေဆုံးခဲ့ရတဲ့အပြင်နေအိမ်တွေလည်းမိလောင်ပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလေခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ